အားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ18ရက်နေ့စူပါဆန်ဒေးဖြစ်ပါတယ်စူပါဆန်ဒေးလို့ရေမျိုးမှာကျွန်တော်ကျွန်တော်မိဘတွေတွေ့ဆုံဆွေးနွေးနေကြပုံစံလေးနဲ့ပဲသွားမယ်ဒီကနေ့မှာတော့ကိုမြင်ဆောင်အညာမြေစစ်စင်ရင်းတဲ့အတူထွေထွေထိုးစစ်ကြီးစတင်လုပ်မယ်ဆိုတဲ့အကြောင်းကိုတင်ပြပေးမယ်နောက်တဲ့ ဇင်းကောင်းတစ်ခုလည်းရှိပါလေအဲ့ဒါကတော့တောင်ကိုလီတဲ့စကန်ကိုရှော့လိုက်ဒုန်းနဲ့ပစ်ခတ်မှုတွေအတွင်းမှာ Jet Fighter နှစ်စီး၊ Wine Dwell တစ်စီးနဲ့ဒုဗိုလ်မိုးကြီးနှစ်ကောင်ဂိမ်သွားတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်။ဒီ Trade View ကိုစုံတီဝင်ကြည့်ရှုကျွန်တော်မိဘတအိုးချင်းစီတိုင်းကိုဒေးစာဖိတ်ခေါ်လိုက်ပါတယ်။လမ်းမြမြလျှောက်တော့လေဖနက်ပါတယ်ခလုတ်တိုက်တယ်။တကားလေးမှာအနေငယ်လွှဲချုံမှုလေးတွေတော့ရှိပါတယ်။အဲ့ဒါမနေ့ကဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော် အဲလွဲမှားမှုလေးအချို့အတွက်လည်းကျွန်တော်မိဘတွေကိုတရားဝင်ဝင်ချတောင်းမှန်လိုပါတယ်အကျွန်တော်မှဒီအပိုင်းပေါ့နော်ကျွန်တော်ပြောင်းရွှေ့နေရတဲ့အခြေအနေတွေရှိတယ်အနေမီရွှေ့နေရတာပေါ့နော်နေရာရွှေ့ရမယ့်ကိစ္စတွေကိုလည်းစီစဉ်ရတာတွေရှိပါတယ်ဆိုတော့ကျွန်တော်နည်းနည်းလေးအလုပ်များနေပါတယ်ဆိုတော့တော်ရရဲ့သတင်းဒီသုံးသက်မှုတပြမှုအားနည်းမှုလေးတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့လူငယ်တွေပူးပေါင်းပြီးတော့ ဒီလိုစစ်စင်ရည်တွေကိုနေ့စဉ်လှုပ်ဆောင်နေတာပါ။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒါတောင်ကိုလီရက်စကန်ကီတုမတီနောက်ဆက်တွဲထိခိုက်သွားတဲ့ကျွန်တော်တို့ပြည်သူတွေဝမ်းသာရမယ့်သတင်းလေးကိုအချိန်ဆုံးတင်ပြပေးပါမယ်။ထိခိုက်ဒဏ်ရာရှိသွားတဲ့အကြောင်းအရာတွေမှာကျွန်တော်တို့ဒါ drone ကိုတော့မိလောင်ပျက်စီးသွားတယ်လို့ကျွန်တော်သတင်းရရှိတယ် jet fighter နှစ်စီးပျက်စီးသွားတယ် y8 တစ်စီးတုံးလို့မရတော့ဘူးလို့ သိရှိထားတယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့နားနေဆောင်တလုံးပျက်စီးသွားတယ်ဒုဗ္ဗမူကြီးနှစ်ကောင်မက်စီကောင်ကိုက်ချင်မရပဲနှုတ်ဆက်ချင်တော့မရလိုက်ပဲနဲ့သူတို့မိသားစုတွေကိုကြောခိုင်းစုံခွာဟိုးဝေစီတီစင်သွားပါလေပြီးတော့ဒါဘူကြီးနှစ်ကောင်ထပ်မှန်ပြီးတော့ရှင်းသွားတယ်ဆိုတဲ့သတင်းလဲကြားရပါတယ်ဟုတ်ပြီ ီးတော့ခြားတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်တို့ဒါလေအုပ်ကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်ရဲ့လေဘဲဒါတက်သား6កောင်ဘဲကင်နံမှုေးသွားတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်ပြီးတော့ဆက်ဆက်ပြီးတော့ဂူတော်နှလုံးကြီးလုံးပျက်စီးသွားတယ်လို့သတင်းရရှိထားတဲ့ဒံယာရရှိထားတဲ့စန့်ငင်စန့်ငင်ငစလူလေးဘဲကောင်ွေကိုတော့စေးုံမှာအသေးအတန်အတက်လှုပ်ပြီးတော့ကုသမှုတွေအေးပေါ်ဒါ ကုသမှုတွေလွတ်ဆောင်နေတဲ့အကြောင်းကိုကျွန်တော်တို့သတင်းရရှိထားပါတယ်။မနေ့ကလည်းကကျွန်တော်လေဘဲနဲ့ပတ်သက်ပြီးတော့မိဖို့နိုင်ခဲ့တဲ့အကြောင်းဒီနေ့ကဒါဒီနေ့သတင်းကမနေ့ကကျွန်တော်တင်ပြခဲ့တဲ့အနေငယ်လွှဲချော်မှုရဲ့ဒါနောက်ဆက်တွဲသတင်းကောင်းလေးဖြစ်နိုင်ပါတယ်။တခါတရံကြတော့လေကျွန်တော်တို့ကြိုတင်နမိတ်တွေဖတ်တဲ့ပုံစံမှာအခုဆိုရင်ဒီနေ့မှာဒုဗိုလ်မှူးကြီးနှစ်ကောင်ဘွားကူးသွားတယ်ပြီးတော့ဘူကြီးနှစ်ကောင်ရှင်းသွားတယ်ပြီးတော့လေတသား6ကောင် မိကိတ်ခံလိုက်ရတယ် short bite တုန်းကတော့အဲကျွန်တော်တို့ပြစ်လိုက်တဲ့အချိန်သူ့ရဲ့ damage နဲ့သူ့ရဲ့ဒါစင်ကွဲပေါက်ကွဲမှုတွေနဲ့ပြီးတော့ဒါကျွန်တော်တို့တောင်ကုန်လီတဲ့ scan ဆိုတော့လေပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေကများသဘောပြဒါကြောင့်လည်းပဲထိတယ်ဒဏ်ရာရတယ်စက်ငင်စက်ငင်ဖြစ်တယ်ပြီးတော့မီးလောင်တယ်ပြာကျတယ်အချင်းချင်းပြောရမယ်ဆိုရင်တော့လေဘဲတွေအကင်ခံလိုက်ရတဲ့အကြောင်း ကျွန်တော်တို့ဒါအိုင်နာမှာရှိတဲ့ဒေသခံပြည်သူတွေကတော့ဘဲကင်နန်တွေတော်တော်လေးကိုမှုရသွားတဲ့အကြောင်းကိုကျွန်တော်တို့သတင်းပေးဖို့ထားပါတယ်။ဒါကြောင့်လည်းပဲဒဏ်ရာကိုအသေးအတန်အရေးပေါ်ကုသမှုတွေခံယူနေရတဲ့ဒါ72ကောင်လုံးဟာလည်းပဲစန့်ငင်စန့်ငင်ဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့သတင်းရရှိထားပါတယ်။ဟုတ်ပြီ။ဒါကတော့ကျွန်တော်တို့ဒါစီးရင်နဲ့ပတ်သက်ပြီးတော့ အဓိကပြတ်မှတ်တွေကိုနေ့စဉ်ပြက်ခတ်တိုက်ခိုက်ခြေမုံတုတ်တင်နိုင်နေဆိုတာကိုကျွန်တော်မိဘတွေကိုထပ်မံပြီးတော့တသက်ပြနေတာပါဟုတ်ပြီအဓိကဒီနေ့ကျွန်တော်တင်ပြချင်တာကကိုမင်းဆောင်အညာမြေစစ်စင်ရေးဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်နှစ်ပုဒ်လောက်မှလည်းကျွန်တော်ပြောခုတယ်အညာမြေနဲ့ပတ်သက်တဲ့သတင်းကောင်းတွေရှိနေတယ်ကျွန်တော်မိဘကျွန်တော်လက်ရှိကျွန်တော်တို့ဒါညာမြေမှာဒါကျွန်တော်တို့ ਨੇ အတူတူပေါ့နော်ဒါတရင်တစ်ခုထဲမှာတောင်ထန်းဆောင်နေတဲ့ဒါရင်း29ကလည်းအညာမှာသွားပြီးတော့ပူပေါင်းဆောင်ရွက်နေတာတော်တော်လေးကိုကြာပြီးဒီနေ့မနက်ပိုင်းမှာလည်းကျွန်တော်နဲ့သူနဲ့စကားပြောပြတဲ့အဲထုံးတဲ့အတိုင်းပဲကျွန်တော်တို့ရဲဝဲရဲဘက်တွေကအမြဲတမ်းအဆက်အသွယ်ရှိတယ်ပြီးတော့လက်ရှိစီးအခြေအနေတွေနဲ့အဲကျွန်တော်တို့ဒါကိုရဲဘော်တွေရဲ့အခြေအနေတွေပေါ့နော်လိုအပ်ချက်တွေကိုတော့ကျွန်တော်အနေငယ်မေးမြန်းမိပါတယ်လက်ရှိအချိန်မှာဒါလက်နက်ခဲရန်လိုအပ်ချက်ကတော့ကျွန်တော်ညာမြေမှာရှိနေသေးပဲ ပြီးတော့စေတမှုတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စူးစမ်းလုဆောင်နေတယ်အခုစစ်စင်ရေးကအញ្ញံမြေကိုမြင်ဆောင်စစ်စင်ရေးဖြစ်ပါတယ်ဒီစစ်စင်ရေးဟာကျွန်တော်တို့ပူးပေါင်းထားတဲ့တပ်ဖွဲ့ဝင်အများပြားပါတယ်အဲ့ဒီကျွန်တော်တို့ဒါမေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင်ဆောင်အញ្ញံမြေစစ်စင်ရေးမှာမြင်းချံတောင်သားနထိုးကြီးမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ခွေးတက်စကန်ကိုကျွန်တော်တို့တော်လှန်တော့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်အမှုတ်ကျနေခြင်းဖြစ်ပါတယ် တက်ခိုက်မှုတွေတဲမှာမြင်းချံမျိုးထွက်ကကြောက်ပြုတ်ရွာစီမီကုံနထိုးကြီးမျိုးနဲ့ပြီးတော့မြမတယုံဂက်ပိုက်လိုင်းအဆောင်စခန်းဝလူရဲစခန်းတောင်တာမျိုးနဲ့ကကျွန်တော်အချမ်းဖက်စစ်ခွေးတက်နဲ့ဘူဇော်တီပူပေါင်းပြီးတော့ထိုင်ထားတဲ့ထနောင်းကုံရွာကိုဒါကျွန်တော်တို့တလန်ရေးတပွဲဝင်တွေကပြင်းထန်တဲ့ထိုးစစ်တွေကိုမရက်မနာစုပေါင်းပြီးတော့ဒါထိုးစစ်ဆင်နေတာဖြစ်တယ် ဒုတိယခိုင်မှုတွေကဒီကနေ့မေလ18ရက်နေ့အထိတိုက်ပွဲပြင်းထန်နေတဲ့နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်။ဒါမက်ဒီကယ်လီဒါစကန်ကနေပြီးတော့ဝိုင်12တွေ Jet Fighter တွေနဲ့လည်းဒါဇက်တိုက်လာပစ်နေတယ်လို့လည်းကျွန်တော်တို့ဒါမြေပြင်ကပေးပို့တဲ့သတင်းတွေအရာကျွန်တော်တို့သိရှိထားရပါတယ်။ဟုတ်ပြီ။အဲ့ဒီမှာကျွန်တော်တို့ဒါအဂျန်ဖက်စစ်ခွေတက်ကတောင်တာကိုဒါလေကြောင်းကနေပြီးတော့မယမနာဘုံနေ ကျဲချနေတဲ့အကြောင်းကိုလည်းပဲသူတို့ဖြစ်စုပြီးတော့ကျွန်တော်ကိုနှမ်းပြီးတော့ပြောပြထားပါတယ်ဒီစစ်စင်ရေးမှာဒါလေကြောင်းတက်ခိုက်မှုကြောင့်ကျွန်တော်တို့ဒါရသပြည်သူအချို့ထိခိုက်နိုင်တယ်လို့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းဒဏ်ရရှိထားတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဟုတ်ပြီ ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ကအဓိကပြောချင်တာကပိုးမြင့်ဆောင်အညာမြေစစ်စင်ရေးဒီစစ်စင်ရေးနဲ့ပါပါဝင်ပတ်သက်နေတဲ့ကျွန်တော်တို့ရဲ့တရင်တဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတယ်အဲ့ဒီတိုက်ပွဲကရက်လို့မရတဲ့တိုက်ပွဲလည်းဖြစ်တယ်ပြီးတော့လက်နက်ခဲယံအသုံးပြုမှုကလည်းအလွန်များပြားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေကျွန်တော်တို့အညာမြေအတွက်ဝန်းရံဖို့ဒီကနေပြီးတော့ကျွန်တော်နှိုးဆော်လိုတယ်အညာမြေဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်အညာမြေဟာကျွန်တော်တို့ရဲ့ ဒါကျွန်တော်နိုင်ငံရဲ့တကယ်ကိုကျွန်တော်လူမျိုးတွေရဲ့အရေးကြီးတဲ့အချက်ချာကျွန်တော်ရဲ့နှလုံးသားပွက်ဆိုရင်လည်းပဲမှန်ပါတယ်အညာကထွက်တဲ့တနခါဘလူးဘူးတဲ့ကျွန်တော်တို့နိုင်ငံသားတယောက်မှမရှိဘူးလို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကိုနိုင်လဲအဲ့ဒီကျွန်တော်တို့မြန်မာတနခါကို လိမ့်ပြီးတော့ကြောင်တက်ခဲ့မှုပါလေဒါကြောင့်ကျွန်တော်ကွန်မင်းသောညာမီစစ်စင်ရေးမှာကျွန်တော်မိဘပြည်သူအနည်းဆက်ဆုံးတရက်တစ်ဖွဲ့တွင်နဲ့ပူပေါင်းပြီးတော့ဒါဆောင်ရွက်ကြဖို့ပြီးတော့ဝင်းရကွန်ညီဖို့အရေးကြီးတယ်ဒါနဲ့ပတ်သက်ပြီးတော့ထွေထွေထိုးစစ်ကြီးကိုပြည်လုံးကျွတ်တိုက်ပွဲဖြစ်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေဟာအတက်နိုင်ဆုံးဝင်းရကွန်ညီနိုင်ဖို့ကိုဦးမင်းကိုနိုင်ကဒီနေ့အနှိုးစော်တိုက်တွန်းခဲ့တယ်လက်ရှိအချိန်မှာချမ်ဖတ်စစ်ခွေးတက်ရဲ့ ထိုင်ချတာတဲ့နေရာတွေကိုပပေါင်းစုံကနေပြီးတော့ပပတ်လေ360ဒီဂရီလောက်ပပတ်လေဝင်ရောက်တိုက်ခတ်မှဖြစ်တဲ့အကြောင်းကိုသူတို့တွေပြောဆိုခဲ့တာရှိတယ်။ကြာသိခင်ကလည်းကာဝေးဝန်ကြီးဦးရီမွန်ကဒါအထွေထွေထိုးစစ်ကြီးစမယ်လို့လည်းကြေညာထားတာတွေရှိပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့မြချမ်းမြချောင်းအင်းအိမ်တွေကိုဖျက်ပြီးတက်သူကတက်မယ်။တောင်ပေါ်ကနေပြီးတော့ဆင်းတဲ့သူကဆင်းမယ်။ကံယိုတန်းကနေပြီးတော့ထိုးတဲ့သူကထိုးမယ်။ ဒါကိုဘ ிய ောကြကြတိုက်ခိုက်နိုင်ဖို့လိုတယ်လို့ဦးမင်းကိုနိုင်ပြောခဲ့တဲ့စကားဟာကျွန်တော်တို့ဒါလူငယ်တပ်ဖွဲ့ဝင်တွေလူငယ်ရဲဘော်တွေအနေနဲ့ကျွန်တော်တို့ကရင်ပြည်နယ်ကလည်းတိုက်ပွဲထိုးစစ်ဆမှာပဲ KIA လည်းပဲဒီချက်ပို့ပြီးတော့ထိုးစစ်ဆင်လာမှာဖြစ်တယ်အရကတက်တော့ AA ကလည်းပဲကျွန်တော်တို့ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ထိုးစစ်ဆင်မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့မန်လေး PDF နဲ့ပတ်သက်တဲ့တရင်တပ်ဖွဲ့ဝင်တွေကလည်းပဲ ီထိုးစစ်ကြီးမှာပါဝင်လာမှာဖြစ်တယ်ဆိုတော့ပုံမင်းဆောင်အညာမြေကတပ်ဖွဲ့ဝင်တွေကလည်းအစင်တဲ့ဖြစ်နေတယ်လို့လက်ရှိအချိန်မှာလည်းတိုက်ပွဲပြင်းထန်နေတာကျွန်တော်တို့မေလာ15ရက်နေ့တွေကဖြစ်တဲ့အကြောင်းနဲ့လိုအပ်ချက်တွေကိုလည်းကျွန်တော်မျိုးရတွေကိုတင်ပြခဲ့ပြီးဖြစ်တယ်။ဒါဟာကျွန်တော်တို့ပြည်သူအလုံးလိုလတောက်တနေတဲ့အရာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်ကျွန်တော်မျိုးရပြည်သူတွေရဲ့ဒါတရင်ပို့တဲ့ဒီအကြံပြုပေးပို့စာတွေပြီးတော့ပြောပြလာတဲ့စကားတွေမှာလည်းပဲ အကြံဖက်စစ်ခွင့်တက်ရွေးကောက်ပွဲမတိုင်ခင်မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ပြည်သူတွေအောင်ပွဲဆင်နိုင်တဲ့အခြေအနေထိကျွန်တော်တို့လှုပ်ဆောင်ရမယ်ဆိုတာကိုကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့လူငယ်တွေတည်တည်သိရှိသလိုမြို့သားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကကျွန်တော်တို့ရဲ့ဒါလူကြီးမင်းတွေလည်းဒါကိုသိရှိပြီးတော့နေမှာညမှာစူးစမ်းပြင်ဆင်နေကြတယ်ဒီလိုမျိုးဖြစ်ဖို့ကိုကျွန်တော်တို့မြောက်များစွာဒါပြင်ဆင်မှုတွေရှိတယ်ပိတ်ဆက်မှုတွေရှိတယ် ဒီစိတ်ရင်းဖြစ်တဲ့အတွက်စစ်ကုံကြစိတ်ကလွန်အင်မတန်များပြပါတယ်ဆိုတော့တိုက်ပွဲဖြစ်ဖို့အတွက်အဲ့ဒီနေရာကိုပူပေါင်းသွားတဲ့လမ်းခရီးရဲ့ဇယိတ်တွင်ပဲမြန်မာဝင်70သိန်းကနေပြီးတော့သိန်း100တော့ကုန်တယ်ကျွန်တော်ရင်ပြပါတိုက်ပွဲထဲမှာတုံးတာမဟုတ်ဘူးเนาะကျွန်တော်ရင်ပြပါကျွန်တော်တို့ပူပေါင်းစစ်စင်ရေးအတွက်နေမြွှေရှားတာကျွန်တော်ရှိနေတဲ့နေရာကနေပြီးတော့ စစ်စင်ကြီးရဲ့အနည်းဆုံးနေရာအထိကျွန်တော်တို့ရွှေ့ပြောင်းရတယ်ဆိုတော့ဒီလိုမျိုးရွှေ့ပြောင်းတဲ့လမ်းစိတ်တွင်ပုံမှန်လေးလေးကျွန်တော်ကတော့တင်ပြပါတယ်မြန်မာငွေ100သိန်းကနေ300အထိကုန်ပါတယ်အဲ့ဒါကအာမန်ဖွဲ့လေးတွေဖွဲ့ခွဲပြီးတော့ကျွန်တော်တို့သွားတာပါအုတ်လိုက်ကြီးလဲကျွန်တော်တို့အဆင်မပြေတာတွေရှိတယ်။ဘာကြောင့်လဲဆိုတော့အချို့နေရာတွေကကျွန်တော်တို့ဒါလမ်းကားလမ်းသွားလို့အဆင်မပြေတဲ့နေရာတွေအများကြီးရှိတယ်။ အဲပြီးတော့ကျွန်တော်ဆုလိုက်ပြုံလိုက်ပေါ့နော်ကျွန်တော်ရဲဘော်ဒီအဲတစ်ချိန်နဲ့တပြိုင်နက်တည်းထွက်ခွာဖို့ခက်ခဲတဲ့အခြေအနေတွေကိုလည်းကျွန်တော်မိပါတယ်နားလည်မယ်လို့ညွှန်လိုက်ပါတယ်ဟုတ်ပြီပြီးတော့မြို့သားညညဆိုရယ် NUG ကာဝေးဝန်ကြီးဌာနကလည်းကြီးညာထားတဲ့အထွေထွေထိုးစစ်ကြီးနဲ့မှာကျွန်တော်ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့အခြေအနေတစ်ခုကိုယခုကလေးကကြိုတင်စဉ်းစားထားဖို့ ਨੇ ကျွန်တော်တို့ပြင်ဆင်ထားဖို့ကို88မျိုးဆက်ခေါင်းဆောင်တူဖြစ်တဲ့ဦးမင်းကိုနိုင်ကတရားဝင်တိုက်တွန်းနှိုးဆော်ထားတာဖြစ်တယ်။ဒါကြောင့်လည်းပဲသူ့ရဲ့ပြောဆိုချက်တွေမှာပပတ်လဲကနေပြီးတော့ season လာမဲ့ကျွန်တော်တို့နေရာစုံကထိုးစစ်တွေဟာရန်ကုန်ကိုလည်းဥတီမှာဖြစ်တယ်နေပြည်တော်ကိုလည်းဥတီမှာဖြစ်တယ်မန္တလေးကိုလည်းဥတီမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အညာမြေကိုလည်းပဲဥတီမှာဖြစ်တဲ့အကြောင်းကျွန်တော်ရဲ့မိဘတွေကိုထပ်ဆောင်းအတိပေးပြောကြားလိုတယ် ကျွန်တော်ကတော့ကျွန်တော်လူငယ်တိုင်းဟာ PDF ဖြစ်တယ်ကျွန်တော်မိသားစုတိုင်းဟာ we are family we are people defend for ဆိုတော့ကျွန်တော်တို့အားလုံးတောင်းရင်ကိုစီထမ်းဆောင်ရမယ်အချိန်စပါမယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့အချမ်းဖတ်စစ်ခွေးတက်ကျွန်တော်တို့နိုင်ငံအတွင်းမှာလုံးဝရှင်းလင်းနိုင်တဲ့အချိန်ကြီး ကျွန်တော်ရဲဘော်လူငယ်တွေနဲ့အတူကျောင်းမိဘတွေမိမိတို့နိုင်တဲ့ဘက်ကနေပြီးတော့မိမိတို့ကိုနိုင်ပါကျွန်တော်ပြည်သူလူထုကိုကာဝယ်ဆောက်ရှောက်နေတဲ့ပြည်သူကာဝယ်ရဲ့တပ်ဖွဲ့ဝင်တွေအဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်လူငယ်သူကြီးတစ်ခုလုံးကလည်းပဲ People Defense 4 PDF ဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများဒုက္ခပေးနေတဲ့ပုံသွေးစုပ်နေတဲ့အာနာရှင်အုပ်စုကိုအမြင့်ဖြတ်ချိန်မုံကြပါစို့လို့ ျွန်တော်လေးလေးနက်နက်တိုက်တွန်းပြောကြားလိုပါတယ်ဒီတော်လန်ရေးအောင်ပွဲဟာအင်တန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွင်းဒါခစ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လန်ရေးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးယင်းဤရချိုးနက်ပါမယ်လို့လဲဥရှိမွန်ရဲ့ပြောဆိုချက်ဒီမှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တော်လန်ရေးဟာကျွန်တော်ပြည်သူကစခဲ့တာဖြစ်တယ်။ဒါကြောင့်ကျွန်တော် ERI စစ်စင်ရေးရဲ့ဒါကမ်ပိန်းတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိပါတယ်ကြားမှာဖြစ်တဲ့ အညာမြင်နဲ့ပတ်သက်တဲ့ဒါလက်နက်လိုအပ်ချက်တွေပြီးတော့ရေးပေါ်ကယ်ဆယ်ရေးအတွက်ဒါပုံကြစိတ်တွေကိုလည်းကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်တဲ့ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့တောင်ပေါ်မြေပြန်ပူပေါင်းထားတဲ့စစ်စင်ရေးစပြီးလို့လည်းကျွန်တော်တို့သက်ဆိုင်ရာတည်တည်ကကြီးညာချက်တွေထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ထိုးစစ်ကြီးမှာကျွန်တော်ပြည်သူလူထုတစ်ချက်လုံးဟာကျွန်တော်တို့နဲ့အတူတသွေးတဲ့တသားတဲ့ ပူပေါင်းပါဝင်မယ်လို့လည်းကျွန်တော်တရားရှာခိုင်းနှုတ်အပြည့်ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်တော်တို့သွားမယ့်လမ်းဟာရန်ကုန်နေပြီးတော့မန္တလေးအညာမြေလက်ရှိအကြမ်းဖက်စစ်ခွေးတက်လုံကြုံပါတယ်လို့ထင်ရတဲ့နေရာတိုင်းဟာတေချာပေါ့တိုက်ပွဲတွေဖြစ်ဖို့ရှိနေပါတယ်။ဒါကြောင့်မိမိတို့ဤဆုံးနဲ့ဒါတပ်ဖွဲ့ဝင်တွေနဲ့လည်းအာ ကြိုတင်ချိတ်ဆက်နိုင်ဖို့လဲရေးကြည့်ပါလေဘာဖြစ်လို့ဆိုကျွန်တော်တို့အတန်ကြားပြီဆိုရင်တစ်ဖက်ရပ်ဖက်ကပြူလိုလိုပြူစောတီလိုလိုဘောမလိုလိုအအစိမ့်လိုလိုကောင်တွေပြီးတော့ဟိုမြောက်ဒီမြောက်ကောင်တွေကတောက်သွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာဒီကောင်တွေ original အော်မဲဒီကောင်တွေပြောချင်တာပြောမယ်ပြီးတော့သူတို့လုပ်ချင်တာတွေလုပ်နေအောင်မယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိစစ်စင်ရေးက rango ကိုအနည်းဆုံးရောက်ရှိနေပြီနေပြီးတော့ကိုလည်းကျွန်တော်တို့ရောက်ရှိနေပြီ ဒါကိုလည်းပဲကျွန်တော်တို့ဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့အရှိတွေမှာတက်တည်တွေတင်ပြခဲ့ပြီဖြစ်တယ်။ဒါကြောင့် random မှာရှိနေတဲ့အကြောင်းဖက်စစ်ခွေးတက်နဲ့ပတ်သက်သူ့ဘောမတွေတကောင်းမှလည်းလွတ်မြောက်မှာမဟုတ်သလိုလူငယ်ချမ်းသာကွင်းကိုလည်းကျွန်တော်တို့ကပေးသွားမှာမဟုတ်ဘူး။မန်လေးမှာရှိတဲ့တရုတ်ကိုအားကိုးနေတဲ့ကောင်တွေဟာတရုတ်ရဲ့ကဲတင်မှုကိုလည်းခံရမှာဖြစ်မဟုတ်သလိုသူတို့ရဲ့ဘဘတ်ကြီးမာလာဂျပူရဲ့ကဲတင်ဖို့ကိုလည်းစောင့်ဆိုင်းနေရင်သူတို့လည်းလွတ်မြောက်မှာမဟုတ်ဘူး။ နေပြီးတော့မှလုံးုံဆုံးပါလို့သူတို့တွေတွေးကြည့်နေတဲ့နေရာဟာလဲသူတို့ရဲ့တင်းချိုင်းအမှန်တကယ်ဖြစ်သွားမှာဖြစ်တဲ့အကြောင်းကိုအတိပေးပြောကြားရင်းနဲ့ကျွန်တော်တို့ရဲ့အထွေထွန်းစစ်ကြီးမှာကျွန်တော်တို့မိဘပြည်သူတရက်လုံးကျွန်တော်ညီကောင်မောင်မတရက်လုံးဟာ we are pdf ဖြစ်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ် လည်းနဲ့ basic ကပဲကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတိုးချင်းစီတိုင်းဘေးကနေကင်းရှင်းပါကြောင်းလေးနဲ့ဆူတောင်းရင်းနဲ့ကျွန်တော်ရဲ့ကိုရှမ်းလိုက်ပါ